န်ဆယ်လိုဒီကို2026ကမ္ဘာဖလားပြိုင်ပွဲမှာဘရာဇီးတင်းနီးပြအဖြစ်မြင်တွေ့ရမှာလားဘရာဇီးဘောလုံးဖွဲ့ချုပ်ဟာအီတလီလူမျိုးနီးပြအန်ဆယ်လိုဒီကိုဘရာဇီးတင်းနီးပြအဖြစ်ခန့်အပ်ဖို့ကိစ္စကိုလက်မလျှော့သေးပဲထပ်မံစ조사ဖို့စီစဉ်နေကြောင်းသိရပါတယ်2023ခုနှစ်အတွင်းကဘရာဇီးဘောလုံးဖွဲ့ချုပ်ဟာရီယယ်မက်ဒရစ်တင်းနီးပြအန်ဆယ်လိုဒီကိုနီးပြအသစ်ဖြစ်ခန့်အပ်ဖို့ချင်းကပ်ခဲ့ပြီးနှုတ်နှစ်ဖက်သဘောတူညီမှုရရှိဖို့အလွန်နှိစက်တဲ့အနေထားရောက်မှာအန်ဆယ်လိုဒီကစိတ်ပြောင်းခဲ့တာပါလက်ရှိလိုက်ရီယယ်မက်ဒရစ်တင်းမှာပဲဆက်နေဖို့ဆုံးဖြတ်ခဲ့ပြီးစာချုပ်တင်မှာလက်မှတ်ထိုးခဲ့တာကြောင့် ဘရာဇီးဖော်လုံးပွဲချုပ်တာဝန်ရှိသူတွေရဲ့မျှော်လင့်ချက်တွေပျက်စီးခဲ့ရပါတယ်။ဒါပေမဲ့လက်ရှိထွက်ပေါ်လာတဲ့သတင်းတွေအရဘရာဇီးဖော်လုံးတာဝန်ရှိသူတွေဟာသူတို့ရဲ့ရင်မှတ်ချက်ကိုလက်မလွတ်သေးဘဲ2026ကမ္ဘာဖလားပြိုင်ပွဲမတိုင်မီအက်စလော်တီကိုဘရာဇီးအသင်းကြီးပြအဖြစ်ခန့်အပ်နိုင်ဖို့ပြန်လည်စူးစမ်းသွားမယ်လို့ဆိုပါတယ်။အာဂျင်တီးနားအသင်းကိုလေကိုတကိုးနဲ့ရှုံးနေတဲ့2026ကမ္ဘာဖလားပြိုင်ပွဲပြီးမှပဲဒီဒီလေးတွေပေါ်ထွက်လာကြတာလည်းဖြစ်ပါတယ်။အာဂျင်တီးနားအသင်းကိုဂိုးပြတ်ရှုံးနေမှုကြောင့်လက်ရှိဘရာဇီးအသင်းကြီးပြဒိုရီဘဲဂျူနီယာဖီယားများနေချိန်မှာ ဘရာဇီးလ်တာဝန်ရှိသူတွေဟာအန်ဆလော်တီကိုပြန်လည်ချင်းကပ်ဖို့စဉ်းစားနေကြောင်းဒေအက်ဒလက်တစ်သတင်းစာမှာဖော်ပြလာခဲ့ပါတယ်။ဘရာဇီးလ်ဟာအာဂျင်တီးနားကိုရှုံးနေပြီးနောက်2026ကမ္ဘာ့ဖလားခြေစီပွဲအမတ်ပေးစရာမှာဆင်းလေးနေရာကိုရောက်နေပြီမဲ့ခြေစီပွဲမှာအဆင့်ချောင်းအတင်းထိတိုက်ရိုက်ခြေစီပွဲအောင်မှာကြောင်း2026ကမ္ဘာ့ဖလားပြိုင်ပွဲမှာဝင်ပြိုင်ခွင့်ရဖို့ကတိကျသလောက်ရှိနေပါတယ်။ဒါကြောင့်အန်ဆလော်တီနေရဲ့ဘရာဇီးလ်ရွေးချယ်အတင်းအပြဖြစ်လာခဲ့ရင်အတင်းသမိုင်းတစ်လျှောက်မှာပထမအဆုံးနိုင်ငံသားသားအဖြစ်မှတ်တမ်းဝင်သွားမှာဖြစ်ပါတယ်။ဒီမှာဒီနေ့တက်တဲ့အမားကိုချစ်တဲ့